တကယ်လို့တင်ကအသက်ရှည်ရှည်နေချင်တယ်ဆိုလို့ရှင်အခုကျွန်တော်ပြပြမယ်အချက်၈ချက်ကိုမဖြစ်မနေလိုက်ပြီးတော့ပြုလုပ်သင့်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးမဲဖြစ်ပါတယ်ဒီနေ့မှတော့ကျွန်တော်ကအသက်ရှည်စေမဲ့နီလန်း၈ခုအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါပထမအချက်အနေနဲ့ကကြတော့စလိတ်ကိုဖြတ်ဖို့ဖြစ်ပါတယ်စလိတ်ကိုအလွန်အကျွံတောက်တာကအဆုတ်ကို ထိခိုက်စေပါတယ်နှလုံးကိုထိခိုက်စေတယ်သွေးကြောတွေကိုလည်းထိခိုက်စေတယ် အဆုတ်မှာဆိုလို့ရှင်နာတာရှိအဆုတ်ပေါယောဂါကိုဖြစ်စေတယ်နှလုံးမှာဆိုရင်တော့နှလုံးသွေးကြောကျင်းတာနှလုံးသွေးကြောပိတ်တာနှလုံးကြက်တာပုတ်သွားတာဒါမျိုးတွေတိဖြစ်နိုင်တယ်သွေးကြောလေးတွေဆိုလို့ရှင်လေသွေးကြောလေးတွေကျင်းသွားတာကျင်းသွားပြီးတော့ခြေချောင်းလက်ချောင်းလေးတွေပုတ်သွားတာခံမသိရင်ဖြတ်ပြရတာမျိုးတိဖြစ်နိုင်ပါတယ်ဒါပြေုံမှာဆက်လက်တောက်တာကတချို့သောကင်ဆာတွေကိုဖြစ်ပေါ်နိုင်ခြင်းမြင့်တက်စေပါတယ်ပါးစပ်ကင်ဆာအဆုတ်ကင်ဆာဒီလိုမျိုးကင်ဆာတွေဖြစ်ပေါ်နိုင်ခြင်းပို့ပြီးတော့ မျက်တက်စေပါတယ်။ဒါပြင်မှာအစာရင်ကင်ဆာဥမာကြီးကင်ဆာဒီလိုယောဂတွေနဲ့လည်းဒီလိုကင်ဆာတွေနဲ့လည်းဆက်ဆက်နေပါတယ်။ဒါကြောင့်မို့လို့ဆက်လက်ကိုဖျက်တင်တယ်။ဒါပြင်မှာလေးဖက်နိုင်ကြီးကိုလည်းမျက်တက်စေပါတယ်။အရွယ်ကိုလည်းရင့်စေပါတယ်။ဒါကြောင့်မို့လို့ကိုကအသက်ရှိရှိနေခြင်းနဲ့ဆိုရင်ဆက်လက်ကိုရှောင်ဖို့လိုအပ်ပါတယ်။ဒုတိယချက်အနေနဲ့ကကြတော့အရက်ကိုတတ်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်တင်ပါတယ်။အရက်ဆိုတာကအများကြီးတောက်မယ်ဆိုလို့ရှင်ယောဂတွေကို ဖြစ်စေပါတယ်။သတ်မှတ်ထားတဲ့ပမာဏအတိုင်းတောက်မယ်ဆိုရင်တော့ပြဿနာမရှိပါဘူး။အရက်တွေကိုအလွန်ကြုံတောက်တဲ့အခါမှာအသေးထိခိုက်ပါတယ်။အသေးချောက်တာဖြစ်နိုင်တယ်၊ရေပြင်းဆွဲတာဖြစ်နိုင်တယ်။ဒါပြေမှအုံနောက်နဲ့နှလုံးကျမရေကိုလည်းထိခိုက်စေပါတယ်။ဒါပြေမှအရက်တွေအလွန်ကြုံတောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းထိခိုက်စေပါတယ်။အိဆက်ချင်းဆိုင်ရာပြဿနာတွေကိုလည်းဖြစ်စေပါတယ်။ဒါကြောင့်မလို့အရက်ကိုသတ်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်သင့်ပါတယ်။ ော်ဘီယာအနေနဲ့ပြောမယ်ဆိုရင်တော့ကိုကအမျိုးသားဖြစ်ခဲ့မယ်ဆိုလို့ရှင်တနေ့ကိုဘီယာ900မေးလ်ပဲတောက်တင်ပါတယ်တကယ်လို့သင်ကအမျိုးသမီးတယောက်ဆိုလို့ရှင်တော့သူ့ရဲ့တဝက်350မေးလ်ပဲတောက်တင်ပါတယ်ဒါကြောင့်မလို့အရက်ကိုသတ်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်တင်ပါတယ်တတိယအချက်အနေနဲ့ကကြတော့အပြင်းစားတွေတရေစားတွေကိုအလွန်ကျော်မစားသင့်ပါဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအစားအစာတွေကတကြားပါဝင်မှုများတယ်စားပါဝင်မှု ်များတယ်ပြီးတဲ့အခါမှာကျန်းမာရေးနဲ့မညီညွတ်တဲ့အစီတွေပါဝင်မှုများပါတယ်ဒါတွေကိုအလုံးအကျုံစားသုံးတဲ့အခါမျိုးမှာယောဂတွေဖြစ်စေပြီးတော့အသက်တုပ်သေးပါတယ်အဝါလုံးယောဂဖြစ်မယ်စီယူယောဂဖြစ်မယ်နှလုံးယောဂဖြစ်မယ်ဒါတွေကိုဖြစ်နိုင်ချေပို့ပြီးတော့မြင့်တက်စေပါတယ်စီပါဝင်မှုများတဲ့အကျော်တွေစီအများကြီးသုံးထားတဲ့အာလူကျော်တွေဒါတွေကတင့်ကိုရှင်းမပြောခဲ့တဲ့အဝါလုံးနာနှလုံးသွေးကျောချင်းနာ လုံးသွေးကြောပိတ်တာဒါတွေကိုဖြစ်စေပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးအစားအစာတွေကိုအလွန်ကြောမစားသင့်ပါဘူးအနေငယ်သာစားသင့်ပါတယ်ဒါပြေုံမှနံပါတ်၄ခုမြောက်ချက်နေနေဆိုလို့ရှိရင်တော့အေးဝအောင်အိတ်ဖို့ရေးကြည့်ပါတယ်အေးမောရတာကကိုယ့်ရဲ့ခုခံအဆင့်တွေကိုကျဆင်းစေပါတယ်ပြီးတဲ့အခါမှာအာယုံဆူဆိုက်နိုင်စွာကိုကျဆင်းစေပါတယ်ဒါကြောင့်မလို့ပုံမှန်လူတစ်ယောက်ကအနည်းဆုံးအိတ်ချိန်9နာရီရှိဖို့လိုအပ်ပါတယ်ဒါကြောင့်မို့တနေ့ကို9နာရီကနေပြီးတော့9နာရီအတွင်းရအောင်အိတ်ပါလို့ပြောချင်ပါတယ် နောက်တော့၅ခုပြောင်းအချက်အနေနဲ့ကကြတော့လေ့ကျင့်ခန်းပြုလုပ်ဖို့ဖြစ်ပါတယ်။လေ့ကျင့်ခန်းပြုလုပ်တာကအသက်ရှည်ဖို့အထောက်အကူပေးပါတယ်။တကယ်လို့သင်ကအထိုင်များမဲ့လူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်တော့အထိုင်များတဲ့အခါမျိုးမှာအဝါလုံးယောဂနဲ့ဆက်ဆက်ပြီးတော့နှလုံးယောဂသွေးတို့ယောဂစီးကျူယောဂဒီလိုယောဂတွေဖြစ်ပေါ်နိုင်ချေပို့ပြီးတော့မြတ်တက်စေပါတယ်။ဒါကြောင့်မလို့ကိုကအသက်ရှည်ရှည်နေခြင်းနဲ့ဆိုရင်တနေ့ကိုအနည်းဆုံးနိုင်ဝက်လောက်လမ်းလျှောက်တင်ပါတယ်။ ချိန်ပေးနိုင်လဲဆိုရင်တော့ပို့ပြီးတော့လေ့ကျင့်ခန်းတွေပြုလုပ်သင်ပါတယ်။ဂျင်းနေပါတယ်သွားပြီးတော့အလေးမာတာမျိုးတွေအထိပြုလုပ်သင်ပါတယ်။ဒါပြင်အောင်မှရေကူးခြင်းလမ်းလျှောက်ခြင်းပြေးခြင်းဒီလိုမျိုးလေ့ကျင့်ခန်းတွေကိုလည်းပြုလုပ်သင်ပါတယ်။၆ခုမြောက်အချက်အနေနဲ့ကကြတော့စိတ်ဖိစီးမှုကင်းဝေးအောင်နေဖို့ဖြစ်ပါတယ်။စိတ်ဖိစီးမှုများတာကတင့်ရဲ့နှလုံးကျန်းမာရေးအစာချေစနစ်နဲ့ဟော်မုန်းတွေကိုအပြောင်းအလဲဖြစ်စေပါတယ်။ ဒါကြောင့်မလို့တက်နိုင်သမျှစိတ်ဖိစီးမှုကင်းဝေးအောင်နေသင့်ပါတယ်အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာဖြစ်ဖြစ်တရားထိုင်တာဖြစ်ဖြစ်ယောဂဆော့တာဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ဝါသနာပါတဲ့ဝါသနာတစ်ခုခုကိုပြုလုပ်တာဖြစ်ဖြစ်ဒါမျိုးတွေကိုပြုလုပ်သင့်ပါတယ်နောက်တစ်ခုနှစ်ခုမြောက်အချက်ကကြတော့ဆေးတွေကိုကိုယ်သဘောနဲ့ကိုမတောက်သင့်ပါတချို့သောဆေးတွေကကိုယ်သဘောနဲ့ကိုတောက်တဲ့အခါမျိုးမှာမလွန်လပ်အပ်တဲ့ဗိဒ္ဓဆိုးကျိုးတွေဖြစ်စေပါတယ်ဥပမာအားဖြင့် က်ကက်ပျောက်ဆေးတွေကိုကုသမောင်းနဲ့ကိုတောက်မိတဲ့အခါမျိုးမှာအခက်မသိရင်ကြောက်ကက်ထိကြိုက်တာအဆိုင်ထိကြိုက်တာဖြစ်တတ်ပါတယ်။ဒါပြင်မှစီမတက်တာဖြစ်နိုင်ခြင်းလည်းရှိပါတယ်။ပိုးသက်ဆေးတွေလည်းတူတူပါပဲ။ကုသမောင်းနဲ့ကိုတောက်တဲ့အခါမှာစီမတူရောတာဖြစ်နိုင်ပါတယ်။ပိုးသက်ဆေးမတက်ရမျိုးလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ဆေးတွေကိုကုသမောင်းနဲ့ကိုမတောက်သင့်ပါဘူး။နောက်ဆုံးချက်အနေနဲ့ကကြာတော့ကျန်းမာရေးပုံမှန်စစ်ဆေးဖို့ဖြစ်ပါတယ်။တချို့သောယောဂါတွေက ကျမရဲ့ပုံမှန်စစ်ဆေးခြင်းအဖြစ်သိရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့ကိုကကိုရဲ့မျိုးထဲမှာကင်ဆာမျိုးရှိမယ်။ကိုရဲ့မျိုးထဲမှာသွေးတို့စီးကျူနှလုံးကြောက်ကက်ဒီလိုရောဂါတွေရှိမယ်ဆိုလို့ရှင်ပုံမှန်ကျမရဲ့စစ်ဆေးမှုမျိုးပြုလုပ်သင့်ပါတယ်။သွေးပါပုံမှန်ချိန်မှာစီးကျူတကြားဓာတ်ကိုအမြဲစစ်ပါ။သွေးရင်းအဆီဓာတ်ကိုအမြဲစစ်ပါ။ဒါတွေကိုအနည်းဆုံးပြုလုပ်သင့်ပါတယ်။ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်။ တင်ကြနာရှင်လည်းကွန်မန့်မှာမေးလို့ရပါတယ်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လည်း subscribe လေးလုပ်ပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။